စိတ်ဆွမ်းတိုက်ပွဲပြင်မြောက်ခင်အထိအချိန်ဆွဲထားကြတာပေါ့လက်ချင်းရှင်ထိုးတဲ့တိုက်ပွဲမှာတော့ငါအထုံးမခံနိုင်ဘူးစိတ်ဆွမ်းမပါတဲ့တိုက်ပွဲဆိုရင်အခန်းတစ်စရာဟာတွေအကုန်အတူတူတိုက်ရင်တော့သူတို့ငါတို့ကိုလွယ်လွယ်တိုက်နိုင်မှာမဟုတ်ဘူးစိတ်ဆွမ်းတိုက်ပွဲဆိုရင်ဒီကောင်တွေကအခုပဲပေးပြီအခုပဲအခန်းနှစ်နဲ့အခန်းသုံးမင်းတို့ဂရီတီကြဟဲ့ကောင်တွေဘာရည်ထင်နေရလဲဟေးကို့အခန်းကိုတကယ်ကြီးတရားတိုက်မလို့လား အေးငါရင်ဆုံးပြန်ပက်တွေကိုရှော့တရမယ်လေမနေ့ကမင်းတို့တွေမင်းတို့အခန်းထဲမှာနားနေကြတော့မှငါတို့ကတခြားအခန်းတွေနဲ့အပေးယူတွေလုံနေခဲ့တာကွာဒုတိယနေ့တွေအကုန်လုံးလုံထွေးပြီးတပုတ်ကမယ်လို့တော့ငါမသိခဲ့ပါဘူးကွာနောက်မှပဲတွေ့မယ် ထိုချင်းဂျင်ဆောင်တို့ဘက်မှာတော့ boss ဒါကငါတို့စောင့်နေတဲ့စိတ်ဆွမ်းမပါတဲ့တိုက်ပွဲရောက်ပြီလေအခုဘာလုပ်ကြမလဲငါတို့ဘယ်လိုလုပ်ရကြမလဲဆိုပြီးတယောက်နေတော့ဂျင်ဆောင်စိတ်ထဲမှာစုံမီအဖွဲ့ရဲ့ကိုခန္ဓာခန္ဓာရေကအကန့်တက်ကိုရောက်နေကြပြီစိတ်ဆွမ်းတိုက်ပွဲကိုအပြန်ပြောင်းလိုက်ရင်သူတို့တောက်ခံနိုင်လို့မှာမဟုတ်ဘူးငါဘာလုပ်ရမလဲနည်းနည်းလောက်ပို့ပြီးတောက်ခံနိုင်ဖို့ငါဘာလုပ်ရမလဲဆိုပြီးစိတ်ရှုပ်ထွေးနေကမပြောနိုင်ပဲဖြစ်နေပါတယ်ထိုရာကိုဒိဋ္ဌိထမိတဲ့အဖွဲ့သားတွေက boss ငါတို့လည်းသိပါတယ်မင်းကငါတို့ကြောင့်မင်းရဲ့ကိုခန္ဓာရေကိုထုံသိနေတာကိုဒါပေမဲ့အခုတော့ငါတို့စုံမီအဖွဲ့လုံနိုင်တာတခုပဲရှိရဲ့ ဆိုပြီးပြောတော့ဂျင်းဆောင်ကကြောင်တောင်လေးဖြစ်သွားပါတယ်။စုံမီအဖွဲတွေကပဲ boss သူတို့ကိုတိုက်တဲ့အဲ့ချီချောင်းကြီးမားဒီချောင်းကိုတတ်တည်တရလာတယ်။စုံမီအဖွဲလောက်ကြရဆိုကတခြားတန်းကားလူတွေကိုလိုက်လံတိုက်ခိုက်ပါတယ်။ဘာလဲဒီကောင်တွေကျုပ်တဲ့ကြီးဘာတွေလုပ်နေရလဲ။သူတို့ကိုခန်းမရှိတော့ဘူးလို့ထင်တာလေ။စွန့်ရင်ထိမ့်သိမ့်နေရတာကိုငါတို့အရှုံးပေးလိုက်ပြီ။အကောင်လုံးတယောက်စီချကွာ။သူတို့ကိုဖမ်းဆုပ်ပြီးဆွဲခေါ်ကြ။ဟာသူတို့အကြည့်တွေဒီကောင်တွေကတော်တော်ယူပုံကြပြီပဲ။တီးကြဖမ်းမိသွားရင်သူတို့ကအပြင်ကိုဆွဲခေါ်သွားကြလိမ့်မယ်။ ထိုညင်ကွင်းကိုနေပြီးဂျင်ဆောင်ကတော့မင်းတို့ကောင်တွေဆိုကအော့အော်နေပါတယ်ထိုချင်းဂီယောင်းကအိတ်ကောင်တွေဘာလုပ်နေကြရလဲသူတို့ဇွန်ဘီဇက်ကရိုက်နေရလားဆိုပြီးတော့တယောနေချိန်မှာပဲဆဲယုံကရောက်လာပြီးနင်းအဲ့ဒါကိုပြီးရင်တုံးဖို့တိန်းထားအမှတ်လားဆိုပြီးမေးတော့ဂီယောင်းကလန့်သွားပြီးဟမ်နှစ်ဆိုးမှဝေးဝေးသွားစမ်းဆိုကကြိလိုက်တော့ဟမ် ဘာလို့လူတွေအများကြီးခေါ်လာလဲဆိုပြီးတော့စဲယွန်းကိုမေးလိုက်ပါတယ်ထိုအခါစဲယွန်းကဘာလဲငါကြော်ကြတာကိုမနာလို့ဖြစ်နေရလားဆိုပြီးတင်ပြောပါတယ်ထိုအခါဂီယောင်ကဒီနတ်ဆိုးမကတော့နင်သူတို့ကိုရည်ရွယ်ချက်ရှိရှိခေါ်လာတာမှတ်လားဟမ်လို့မေးတော့စဲယွန်းကနင်ထွက်ချင်ရောက်ပြီလို့ငါထင်တယ်အဖွဲကောင်းဆောင်နင်သူများတွေကိုထုတ်ပြစ်တာကနေအမှတ်တွေလုံးလုံးလုံးတော့ရပြီပြီမှတ်လားဆိုပြီးပြောတော့ဂီယောင်ကဘာသူပြောလဲငါလို့ပဲရှိသေးဘေးကလူတွေကအဲ့နှစ်ယောက်သူတို့မဟာမိတ်ဖွဲ့လိုက်တာလားသူတို့ဒါစိတ်ဆွမ်းတိုက်ပွဲမှာမဟာမိတ်ဖွဲ့လိုက်ရင်ငါတို့အနိုင်ရတော့မှာမဟုတ်ဘူးဘာပဲကြည့်ကြည့်သူတို့ကိုတုံးထုတ်ပြစ်မှရမယ်တုံးထုတ်ပြစ်ကြွားဆိုပြီးဂီယောင်နဲ့စဲယွန်းကို ုံးထုတ်ပြလိုက်ကြပါတယ်ထွန်ညင်းကကိုကြည့်နေတဲ့ဇမင်းအလဲကွဲနေဆရာကအာတက်ရင်ဘူကျုပ်ဂင်းဆန်းရုံးနဲ့တောင်းကီရောင်ကလို့ပြောနေတော့ចောင်းကဘာလဲသူတို့အစွမ်းတရားနေကြပြီလားသူတို့ကစွမ်းမပါတဲ့တိုက်ပွဲမှာလဲအောင်းဆရာကောင်းကြတာပဲဆိုပြီးချီးကျူးနေတော့သမီးလည်းကွက်နေဆရာကသူတို့အထောက်ခံလိုက်ရပြီလို့ပြောတော့ចောင်းကထိတ်လန့်သွားပြီဘာမသိနိုင်တာဆိုကထားကြည့်ပါတယ်။စောင်းဝင်ကတော့ငါခံမှန်းထားတယ်လို့ပါပဲလားဆိုပြီးညီးနေတော့ ကျောင်းကဟမ်ဘာပြောလိုက်တာလဲဆိုပြီးတည်မိရပါတယ်ထိုအခါဆောင်းဟူကအဲ့နှစ်ယောက်ကစိတ်ဆွမ်းတိုက်ပွဲမှာဆိုရင်တိုင်ဘက်တွေအများကြီးကိုရှင်တိုက်နိုင်တယ်ဒါပေမဲ့စိတ်ဆွမ်းမပါတဲ့တိုက်ပွဲမှာတော့လူအများကြီးကိုနိုင်ဖို့ဆိုတာအခက်ခဲတယ်လေအဲ့တော့ဂင်းစဲရုံနဲ့ဂျောင်းကြီးရောင်းကိုရှင်တိုင်ဖို့ဆိုရင်တခြားသူတွေကအတူတူအဖွဲဖွဲပြီးတွားကြတာပေါ့ဒါပေမဲ့စိတ်ဆွမ်းမပါတဲ့တိုက်ပွဲမှာတော့အဲ့နှစ်ယောက်ကတခြားအဖွဲတွေရဲ့ထုတ်ပြဖို့ဦးစားအပေးခံရဆုံးတားကောင်တွေထင်မှာတိတာတာပဲလေဆိုပြီးပြောတော့ဂျောင်းကဟိုးစောင်းဟုတ်လို့ကိုမပြောရဘူးငါလည်းအဲ့လိုပဲတွေးမိတာ ဒီကနေပြီးဆန်းယုံနဲ့ဂီအောင်ကတင်ကန်းစာယူပြီးတုတ်တက်လာကြမှာပါဆိုကရှက်ကိုရှက်ကန်းတေရတော့စောင်းကလည်းဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုပဲညှော်လင့်ပါတယ်လို့ပြန်ကြောက်ပါတယ်ကြောင်းစိတ်ထဲမှာတော့ဒီနေ့တော့ဒီကဒီမရောက်သေးဘူးဒါပေမဲ့အဲ့နှစ်ယောက်ကထွက်လိုက်ရပြီကွာဒါပေမဲ့အခန်းတက်ကတဲ့မှာကောင်းတဲ့စိတ်ဆွမ်းရှိရလူတွေရှိပါသေးတယ်ဆိုပြီးထိတိတ်နေရပါတယ်ထိုချိန်စမေးအလဲခွဲနဲ့ဆရာကတယင်ဘူးချုပ်အခန်းတက်ကကျန်တဲ့လူတွေအကုန်လုံးအထုတ်ခံလိုက်ရပြီလို့အထိတ်တန်တယ်ပြောတော့ကြောင်းကပါထိတ်လန့်သွားပါတယ်ဘာတကယ်ပဲဘာတွေဖြစ်နေရလဲဆိုပြီးမင်းညံ့နေပါတယ်စောင်းကတော့ဒီအဖြစ်ကိုကြည့်ရင်စိတ်ထဲမှာခင်းဆန်းယုံကိုကြည့်ရတာသူကတန်တိုက်ဖို့ကိုခံအားတွေအများကြီးကြ မာလေးတယ်။ပတ်ကျင်စမ်းချောင်းညံလာ။ဆိုပြီးသွေးနေတုံးចောင်းစိတ်ထဲမှာလဲ။ခြေပဲထွက်လိုက်ရတဲ့လူအကုန်လုံးက off day ပဲ။အစကဒါကိုအောင်းင်းနဲ့လေးချိန်ထိမယ်လို့ငါထင်နေခဲ့တာ။အဲ့ဒါကြောင့်လဲဒနေတော့တွေကိုလေးချိန်နေနေလောက်ကြာမှဝင်လာဖို့ပြောထားခဲ့တာလေ။ခြေပဲကွာသွားပြီ။ဆိုကမိုက်ကိုဆွဲကင်လိုက်ရင်တရင်ဘူကျုံးမှာကျညာလိုက်ပြီ။စက္ကန့်30အတွင်းငါတို့စိတ်ဆွမ်းတိုက်ပွဲကိုပြန်တောင်းမယ်။ထပ်ပြောမယ်။စက္ကန့်30အတွင်းမှာငါတို့စိတ်ဆွမ်းတိုက်ပွဲကိုပြန်တောင်းမယ်။ဆိုပြီးတော့ကျညာလိုက်ချိန်မှာပဲဂျင်းဆောင်စိတ်ထဲမှာငါသူတို့ကိုကူညီပေးနေတယ်လို့ထင်ခဲ့တာ။ဒါပေမဲ့တကယ်အကူအညီရလိုက်တဲ့လူကငါပဲ။တို့ အတွင်းနေတော့ဂျင်ဆောင်ဘေးကိုလူတွေဝိုင်းလာကြပြီ Hey အဆင့် F မင်းကစီနီယာအန်ဆောင်ဟူရဲ့ကလပ်ထဲကစွန့်ရင်တော့ငါတို့ကစိတ်ဆွားမှာမိထပ်ပူပြီးတမားရဲကွာဆိုကဝိုင်းလာကြတော့ဂျင်ဆောင်ကငါကိုခန်းနေတယ်လို့ငါရဲ့စိတ်ဆွားကိုမထိန်ချုံနိုင်မှာကိုစိတ်ပူနေမဲ့အစားဒီလိုဆိုးရွားတဲ့အခြေအနေမျိုးမှာငါပူပြီးစိတ်ဆွားကိုမထိန်ချုံနိုင်တင်ဘူးလားလို့ပြောနေတော့ဘေးကဝိုင်းထားတဲ့လူတွေကဘာဘာလို့တယောက်တည်းစကားပြောနေရလဲဆိုပြီးလှောင်နေကြတော့ ။နောက်ကနေလူတစ်ယောက်ကဝင်လာပြီး "Hey မင်းအခုပချင်စားနဲ့ဝေဝေးနေ"ဆိုပြီး audio တော့အကုန်ကြောင်သွားပါတယ်။ဘေးကကောင်းမလေးကလည်း "Baby ဘာဖြစ်လို့လဲ"ဆိုပြီးမေးတော့ထိုသူကပချင်စားတယောက်တည်းဆိုအနေအများတယ်လို့ပြောရင်သူ့အသွေးထဲမှာတော့မနေ့ကပချင်စားနဲ့အင်းဆက်ရဲ့ရံပွဲမှာအဲ့ဒါကတာသူ့ရဲ့တခက်ဆွမ်းအားတာဆိုရင်ငါတို့သူ့ကိုရှောင်တဲ့နယ်ငါတို့ရဲ့ခွန်အားတွေကိုဇုံမီကောင်းတွေကိုကာဝင်ရင်းနဲ့ပဲကုံသွားစီခြင်းခဲ့တာအဲ့ဒါဆိုသူ့ဖတ်တာသူထွက်သွားမှာမဟုတ်လို့လေဒါပေမဲ့အဲ့ဇုံမီကောင်းတွေကဘယ်ရောက်သွားတာလဲဆိုပြီးတွေးနေတော့စိတ်ဆွမ်းအားတွေဖွင့်ကြမင်းတို့ရဲ့စိတ်ဆွမ်းအားတွေကိုအခုတုံးလို့ရပြီ ဆိုတဲ့ကြီးညာတန်ထွက်လာတဲ့အတွက်ဂျင်းဆောင်ကိုဝိုင်းထားတဲ့သူတွေကဟာစိတ်ဆွမ်းတိုက်ပွဲပဲအဆင့် F မင်းနဲ့ဇွန်မီတွေလို့ငါတို့ရဲ့ဆွမ်းအားကိုအတင်ကနေပဲကြည့်နေတဲ့နဲ့ဆိုပြီးပြောနေတော့ဟမ်လုံရင်းတကောက်ရှိနေတာတော့တချက်သေးနေလားပါဘာလဲဒုက္ခနဲ့အတန်ကြားလိုက်ရသလိုပဲချီးပဲသူ့ကိုဖမ်းကြ ဟမ်အဲ့ဒါတိုက်ချက်မဟုတ်ဘူးလား။ तू ထွက်သေးဖို့စ조사နေရလား။သူ့ကိုအဝေးရောက်မသွားစေနဲ့ငါတို့သူ့ကိုအခုဖမ်းရမယ်။ဟမ်ဟေးလစ်တော့ငါတို့အရှုံးပေးပါတယ်။မိတဲ့ကကျွန်တော်တို့အရှုံးပေးပါတယ်။ဘေးဘီဘာတွေဖြစ်သွားရလဲ။အာအိတ်ကောင်ကပတ်ကျင်ဆန်းကတကယ်အနေနဲ့များတာပဲ။ဒီပိုင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဂျင်းဆောင်ဘလူတွေပွဲထက်ကြံအောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။